ြည့်ရမန်ဇလန်းလေးကိုအခြေခံပြီးရေးသားဖော်ပြထားပါရဲ့ရှင်။ အနည်းဆုံးဆုံး9ရောင်မရှိရင်တော့ရွာတဲလို့မရပါဘူး။ရှေ့လူကြီးတွေပြောတာကြားဘူးတာပေါ့။ဆုံးဆိုတဲ့အရာကိုမြို့မှာနေတဲ့သူတွေကတော့တိတ်အယုံကြည်မရှိပေမဲ့တောရတွေမှာနေတဲ့သူတော်တော်များများကတော့အယုံကြည်ရှိကြတယ်။ဆုံးနေမှာဝင်းတွင်ဆုံးနဲ့ကာလအခြေအနေကြောင့်ဖြစ်လာတဲ့ဆုံးဆိုပြီးရှိတယ်။ဝင်းတွင်ဆုံးဆိုတာကလည်းသိကြတဲ့အတိုင်းအတိတ်ဘဝကံကြောင့်မွေးဖွားတဲ့ကပညာပါလာပြီးသားပဲ။ဒါပေမဲ့အဲ့ဓာရီကတကယ်ဆရာကောင်းတမားကောင်းနေနဲ့တွေ့ရင်တော့ဆွန့်လွတ်လို့ရပါတယ်။အခြေအနေကြောင့်ဖြစ်လာတဲ့ဆုံးဆိုတာကတော့ မိမိရဲ့မိဘအဖွားသူမဟုတ်တယောက်ယောက်ကအမွေပေးခဲ့တဲ့သဘောမျိုးပေါ့တချို့ကတော့ဝမ်းတွင်းလည်းမဟုတ်အမွေရတာလည်းမဟုတ်ဖဲဆုံးဖြတ်တတ်ပါတယ်အเจ้าကတော့ဓာကြီးလေးပါတဲ့ကတေဇောတတ်ကြောင်ပါပဲဒေါသတွေမောဟတွေလောဘတွေအယမ်းများလာရင်မိမိတောင်ကိုကိုကိုမတိလိုက်ဖဲဆုံးတတ်ခံဖြစ်သွားနိုင်ပါတယ်အထူးသဖြင့်မိန်းကလေးတွေကပူဖြစ်တတ်တယ်မိန်းကလေးဆိုတာကလည်းမနာလိုစိတ် လောဘစိတ်ယောက်ျားလေးတွေထဲပူများတယ်လေအဲ့ဒီလိုဖြစ်တိုင်ဆုံးချက်ချင်းမဖြစ်ပါဘူးအဲ့ဒီမကောင်းတဲ့စိတ်တွေတဖြည်းဖြည်းကြီးထွားလာပြီးအဆိုင်ရခဲတစ်ခုလိုဖြစ်သွားတဲ့အချိန်မှာပေါ့ဆုံးနေဟာလူတွေနဲ့တောရွာတွေမှာရောမြို့တွေမှာရောရောနှောနေတတ်ကြပါတယ်မိမိမှာ ဆုံးဖြစ်ပြီးလဲဘယ်သူမှမပြောကြပါဘူးဆုံးတက်ခဲရှိတဲ့သူတွေဟာကိုယောင်ကိုဝါမထဲဝါကြဘူးဆုံးတက်ခဲရှိတဲ့မိန်းကလေးတွေဟာလင်ယောက်ျားပေါ်အယဉ်နိုင်စားကြတယ်မိမိလိုရာကိုလှက်ပတ်နိုင်စွမ်းအားရှိကြတယ်ယောက်ျားကဖះရတရားလိုက်စားပြီးတော့ဖုံးကန်အယဉ် န်မြင့်နေရင်တော့လုံးလို့မရပါဘူးပေါ့စုံးတော်တော်များများတူရအချက်ကအဲ့ဒီပညာကိုတန်မိုးထားပြီးလုံးဝမစွန့်လွန်နိုင်တာပါပဲ ခုအဖြစ်ပြက်ကတော့ရောမျိုးနဲ့ရွာလေးတွေကအဖြစ်ပြက်ကလေးပဲပေါ့ကျမတို့ NGO အဖွဲ့အစည်းဆိုတာကတော့မြန်မာပြည်အနှံ့တောက်လျှောက်ခရီးနေနေရတာအများအဖြစ်တော့အစိုးရအဖွဲ့အစည်းတွေမသွားနိုင်နဲ့ဝေးလံခေါင်ပြားတဲ့ရွာတွေကိုသွားရတာများတယ်ဒီတခါတော့ကျမတို့တာဝန်ကြားတဲ့မျိုးလေးကရော ရောမျိုးဆိုရင်တော့တော်တော်များများကသိကြပါတယ်ရောလုံးကြီးနာမည်ကြီးပဲလေဒါပေမဲ့ကျမတို့နေရမယ့်နေရာကတော့ရောမျိုးတွေမဟုတ်ပါဘူးမျိုးကနေတော်တော်လေးဝေးတယ်လမ်းကျန်းတွေကိုဖျက်ပြီးဆိုင်ငယ်တစ်မျိုးလှေတစ်မျိုးနဲ့အစစ်စင် င်သွားရတဲ့ရွာလေးပါပဲအဲ့ဒီရွာလေးမှာပဲကျမတို့အခြေချပြီးတော့ကျမ်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်ကြတာပေါ့အကကြီး ငါတို့ຢာတွေကိုရှောက်ကြည့်ရအောင်လေအာကားဆိုတာကကျောင်းထဲကကျမအခင်ဆုံးတငယ်ချင်းပေါ့ NGO တွေနဲ့ join တော့ကျမနဲ့အတူတူဒီအဖွဲ့လေးထဲမှာပါလာတာပေါ့ရှင်တငယ်ချင်းနှစ်ယောက်ຢာတွေကိုရှောက်ကြည့်ຢာကန်တွေကိုမိတ်ဆက်ပြီးຢာလေးမှာငှားထားတဲ့ကျမတို့ယုံဒုမဟုတ်အင်္ဂလိပ်စီကိုပြန်လာကြတာပေါ့ကျမတို့အဖွဲ့ကလည်းကျမအပါဝင်အားလုံးပေါင်း၈ယောက်ယောက်ျားလေး၅ယောက်မိန်းကလေး၃ယောက်အားလုံးကကျောင်းမှာလည်းလူသေးတွေ practical တွေအများတန်းလုပ်ရတော့တိတ်ပြီးတော့မကြောက်တတ်ကြပါဘူးတနေ့တော့ကျမတို့အဖွဲ့ကိုຢာတွေကတိုင်းရင်းစည်းစရာမှတရားကထမင်းဖိတ်ကြွေးတယ် ားချက်ကလေးတို့အကြီးကကလေးတို့ဒီရွာကိုရောက်နေတဲ့သတင်းကြားတွေကထမင်းဖိတ်ကြွေးနေတာအားရပါရစားနော်တို့တော်သူတွေကတော့အဝါစားမှကြိုက်တာစိတ်ချအကြီးကြီးတားတို့ကအလှစားမှမဟုတ်ဘူးအဝါစားမှပြအာကာကတော့ငကြီးကိုကြာနေပြန်ပြီ သူငက်လေငက်ချင်စရာဟင်းနေကလုံးဝကိုတည်ရကြချင်စရာစက်သားကာလာသားချင်ငပိရီတို့စရာအချင်ဟင်းကလည်းစုံလို့ကဲခလေးတို့တို့စရာတွေလည်းစားကြအများကြီးပဲနောက်ဖွေးမှာစေးပင်နေသွားလှန်လိုက်ဦးမယ်နော်အန်ဒီကြီးထွက်သွားတော့ကျမတို့လည်းအားရပါရစားတာပေါ့အာဃာကကာလာသားစက်သားချက်ကိုအရင်ကြိုက်စက်သားကိုခတ်မယ်လို့လှုပ်လိုက်အချိန်မှာတော့ကရော့ကရော့ဆိုတဲ့အမလီကျမတို့အားလုံးလက်ပြီးစပွဲပေါ်ကနေထခုံမိကြတယ်ဗကန်တဲကစက်သားတို့နေကချက်ဖြစ်ပြီးတော့တုန်နေတာကျမတို့အော်တန်ကြတော့အန်ဒီကြီးကအိမ်မော်ကိုအပြေးလွှားတက်လာပြီ ဘာဖြစ်လို့လဲကလေးတို့အကြည့် ချက်ချက်ချက်ကထပြန်လို့အန်ဒီကြီးကပြောလို့ဘာမှလည်းမရှိပါဘူးသားတို့အမြင်မှနေတာနေမှာပါကြည့်ကြည့်ပါအောင်ပကယ်ထဲမှာကိုကျမတို့ပြန်ကြည့်လိုက်တော့ချက်သားတို့မှာပဲချက်တော့မတွေ့တော့ဘူးကဲကဲပြန်စားကြထိုင်ထိုင်ထိုင်ကျမတို့တယောက်မျက်နာတယောက်ကြည့်ပြီးအားလုံးစိတ်ထဲမှာတော့တခုခုတော့တခုခုပဲဆိုတဲ့အတွေးတွေကဝင်သွားတော့နေအကုန်လုံးမြင်တာဆိုတော့အမြင်မှတာကမဖြစ်နိုင်ဘူးလေအဲ့ဒီထမင်းဝိုင်းလေးကတော့ဟန်မပြတ်ဆက်စားရပေမဲ့ချက်သားပကံကိုတော့တယောက်မှမနိုင်ကြတော့ဘူးအဲ့ဒါနဲ့ကျမတို့လည်းအိမ်ပြန်ရောက်တော့ခေါင်းညှိဆိုင်ဆွေးနေကြတော့ဗောဒါနဲ့ကျမတို့နှစ်အိမ်ကျော်မှဥအောင်ဆိုတဲ့လူ ူကြီးတယောက်ရှိတယ်။သူကတော့အသက်40အရွယ်လူမျိုးကြီး။အရက်အရန်တောက်လို့ကျမတို့ကလည်းမနေတားနေရတာ။ကျမတို့နယ်လေခင်ပါတယ်။သူမူးလာပြီးဆိုရင်တော့ဘာမှမသိတော့ဘူး။ကျမတို့ရုံးကိုလာပြီးပြောချင်ရတယ်လေပြောတော့တာပဲ။ငယ်ချင်းဟောင်းအเจ้าနေကောတရေအเจ้าနေကောစုံလို့ပါပဲ။အခုလဲကျမတို့ဆွေးနေနေတော့အရက်ပလင်းကြီးကိုဂိုင်းပြီးရောက်လာတယ်။ဟိတ်ကလေးတွေဘာကြီးလာပြီ။မင်းတို့ဒီနေ့ကြက်ပြန်ပွဲသွားကြည့်ခဲ့တယ်မလား။ဟဲ့အဘဘလို့တိတာလဲတိတာပေါ့ကွာငါကအကုန်တိအကုန်တက်ဘအောင်နဲ့မှတ်ထားနော် မင်းတို့လာတော့သူ့စကွက်ပြောင်းမှကြောက်နေတာပေါ့ဟာဟာဟာမေနုမေနုဘာကြီးအောင်တယောက်ပြောချင်ရတယ်ပြောရေမောပြီးထွက်သွားတော့တယ်ကျမတို့လည်းအဲ့ဒီအချိန်ထိဘာမှနားမလည်သေးဘူး နောက်မှကျမတို့စီလူတယောက်ရောက်လာတယ်ပူတယ်ပူတယ်ပဲပြောတယ်ယောဂဆန်းသက်ကြည့်တော့လေထူးထူးခြားခြားမပြဘူးအစားမလာလားဆိုတော့လေလူနာပြောပုံရတော့အစားကလည်းမမဘူးကျမတို့လည်းဘာလို့လို့ဘာကံရမှန်းမသိဆရာဝန်ပေါက်စာတွေဆိုတော့လေရမ်းတမ်းပြီးတော့မလုပ်ရဲဘူးလေအဲ့ဒါနဲ့လူနာရှင်ကလည်းစိတ်တူပြီးတော့ကဲဆရာမမဲလူစီပဲသွားတော့မယ်လာ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 ဒီခရီးဘာမှတိမှလည်းမဟုတ်ဘူးနောက်နေ့အဲ့ဒီလူနာတက်တာသွားတယ်တဲ့ဆရာမမဲနူးကဘာစိတ်တိုက်လိုက်လဲစုံစမ်းကြည့်တော့ရွက်ချောက်တဲ့ကျမတို့လည်းတော်တော်တော့အံ့ဩသွားတယ်ဆရာမကတော်တော်ဆွမ်းတာပေါ့နောက်နေ့အာကာနဲ့ကျမတို့ ့လဲဟိုဘက်ရွာကိုဆေးလိုက်ကူပြီးရွာအပြင်အချိန်ကတော့ည7နာရီကျော်နေပြီဟိုဘက်ရွာမှာပွဲရှိတာနဲ့ကျွန်မလည်းအာကကိုပွဲခဏကြည့်ချင်တယ်လို့ပူဇာလိုက်တော့တယ်ပွဲခဏကြည့်ပြီးပြန်လာတော့အချိန်ကလည်းနောက်ကျသွားတယ်လေအာကရေငါတို့ရွာထဲဝင်မှုတင်းချိုင်းကိုဖျက်ရအောင်မှမလားအေးလေနေ့ကငါပြောတာပဲနောက်ကျပါမယ်ဆိုမှပဲနေကပွဲကြည့်ချင်နေတာကိုမကြောက်ပါနဲ့ငါခါကိုဖတ်တာဟိဟိဟိနင်တော့နော်သေတော့မယ်ကျွန်မတို့ဆိုင်ငယ်လေးတင်းချိုင်းနာအရောက်မှာတော့အာကအာကဟိုမှာဟိုမှာဟိုဆီရမမလား အေးဟုတ်တယ်ထင်တာပဲ။ तू ကဒီချိန်ကြီးဘာလို့တင်းချိုင်းထဲကိုဘာလာလောက်တာလဲ။ငါတို့လိုက်သွားကြည့်အောင်။ဟာကြောက်စရာကြီးမကြည့်ဘူး။မြင်မြန်မောင်းအာကမြင်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 ။ကျမတို့အိမ်ပြန်ရောက်တော့ကြားရတဲ့တဲ့ရင်ကတော့ဘာကြည့်အောင်ဆုံးပြီတဲ့။မူးပြီးတော့ချောင်းထဲကိုပြုတ်ကြပြီးတော့ရင်းနစ်ပြီးသေဆုံးသွားတာနဲ့။ကျမတို့တကယ်ကိုစိတ်မကောင်းဘူး။ဘာကြည့်အောင်ကတကောင်ကျော်ဆိုတော့အတုဝက်နာရေးကိစ္စတွေကိုတော့ရွာသားတွေနဲ့အတူကျမတို့ဝိုင်းဝန်းကူညီပြီးတော့လုပ်ပေးကြတာပေါ့။ရဲလေမရောက်ခင်နှစ်ရက်လိုမှာပေါ့။အာကနဲ့ကျမဇော်ကြီးနဲ့ငိမ့်ချန်ညဘက်ဟိုဘက်ရွာကိုလူနာကြည့်ပြီးတဲ့အပြန်မှာတော့ ီတခါတော့ရွာထဲမှာလူလဲသေးတာဆိုတော့နှစ်ယောက်ထဲမသွားဘူးဆိုင်ကယ်နှစ်စီးလူလေးယောက်သွားတာပေါ့ထုံးစံအတိုင်းတင်းကျိုင်းသားကိုဖြတ်လာတော့ကျမလည်းမကြည့်ဘူးပေါ့အတန်နဲ့စိတ်ချင်းနေကြတဲ့ကတင်းကျိုင်းထဲကိုကြည့်ပြအောင်ကိုကြည့်လိုက်မိတော့အမလီဟိုဆရာမသဘင်ဖားလာကြီးနဲ့တော့အနောက်မကဘာကြီးအောင်တောင်းတောင်းကြီးရှောင်းပြီးတင်းကျိုင်းထဲကိုဝင်သွားတာကျမလည်းအာကခါကိုအတကုံဖက်ပြီးတော့တလန်းလုံးဖျားစာတွေရွတ်လာတာအိမ်ရောက်တဲ့အထိပါပဲအာကမျက်နာကတော့ဖြီးလို့ငနေတွေကမတွေ့ဘူးတယ်လေတင်းကျိုင်းမရောက်ခင်တည်းကဘသူမှအဲ့ဒီဘက်ကိုမကြည့်ကြလို့နေမှာပေါ့ကျမသာရှာရှေးပြီးကြည့်လိုက်မိတာလေကို ပြင်းတဲ့ကိုမို့ဘသူ့ကိုမှလည်းအပြစ်မပြောတော့ပါဘူးရဲလည်းမရောက်ခင်တည့်ရက်အလို့တော့ဒီတခါကြုံတာကျမတို့အဖွဲတွေကယောက်ျားလေးတွေပေါ့ကျမကိုအပြေးလောင်းဝင်ပြီးတော့ခြံတကားတွေအိမ်တကားတွေကိုပိတ်ပြီးတော့ဖះဆောင်ကရေတွေကိုယူတောင်းဖះကိုဖင်ထောင်အောင်ရှခိုးပြီးတော့ဘာဖြစ်တာလဲမီးတော့ငါတို့ရွာထဲမှာဆက်လက်ဝယ်ပြီးပြန်လာတာဘာကြည့်အောင်အိရှိရောက်တော့အုပ်စုလေတောက်နာနဲ့ခြံထဲကိုဝင်ကြည့်မယ်ဆိုပြီးတော့ဝင်ကြည့်လိုက်တာ ဟေးလုံးဝပက်ပင်းကိုတိုးတာနော်ကုပြင်းမှာငုတ်တုတ်ကြီးကိုထိုင်နေတာအေးတကူလုံးမှာလဲရေတွေကရွှဲလို့မျက်လုံးကြီးကလည်းပြုတ်နေတာပဲငါတို့ကိုဘာပြောလဲသိလားအရက်တလုံးလောက်ဝယ်ပေးပါလားတယ်လေငါတို့လည်းတကြိုးတည်းပြေးတာပဲဟေးနောက်နေ့တွေကစပြီးတော့ကျမတို့လည်းသတိဝရိယာနဲ့နေကြတာပေါ့ကိုကိစ္စမဟုတ်ဖဲနဲ့လည်းဝင်မပါရဲဘူးဘာကြည့်အောင်ကမကြည့်ဘူးလို့လည်းပြောကြတယ်ညဘက်တွေတော့သူသေးတဲ့ချောင်းသားမှာအရက်ထိုင်တော့နေတာကိုလည်းတွေ့ကြတယ်တဲ့ကျမစဉ်းစားတာကလေအဲ့ဒီအရက်တွေကဘဲကရတာလေ နေကင်းမဲ့မသိငါတာနဲ့ကျမအာဃာတို့ကိုခေါ်ပြီးတော့ဗာကြီးအောင်မြေပုံကိုသွားကြည့်တော့မြေပုံဝေးမှာလည်းအရက်ပလင်းအခွန်တွေအများကြီးတွေ့တယ်။နောက်ရွာထဲမှာတချို့သူတွေပြောတာကြားတာတော့မဲနုကဗာကြီးအောင်ကိုမွေးထားတာတဲ့။အရက်တွေလည်းသူ့ပဲတိုက်ထားတာတဲ့။ရွာထဲကတချို့ယောဂါတွေကလည်းသူ့ဘာသာအောက်လန်းနဲ့လှုပ်ပြီးတော့သူ့ဘာသာသူပြန်ကုတာတဲ့။ဆီယမမဲနုကအစိမ့်တီတော်တော်များများကိုလည်းမွေးစားထားတာတဲ့။အရက်ပြောစကားတွေပေါ့။ကျမတို့လည်းဘာမှဝင်မပါတော့ဘူး။အချိန်နဲ့အဲ့ဒီရွာလေးကနေပြန်ရမယ့်သူတွေလေ။ကျမတို့ပြန်တော့ရွာထိပ်အထိကိုရွာသားတွေကလိုက်ပို့ကြတာ။မဲနုဆိုတဲ့အတော်ကြီးက ကျွန်မတို့ကိုနောက်တစ်ခါလမ်းကြုံလာလဲပါတဲ့။ကြက်တိုင်းချက်ကျွေမယ်လေလေ။ကျွန်မတို့လည်းဟီဟီမချုံမချင်းအပြုံးနဲ့တွားလေးပဲဖြစ်ပြတာပေါ့။ဘိုင်းမိုင်းလဲလဲမကြုံတော့ပါဘူး။ဒီအဖြစ်ပြက်ကလေးကတော့ NGO တွေကစီနီယာအမတ်တယောက်ပြောပြခဲ့တဲ့အဖြစ်အမှန်လေးကိုကိုကရေးသားဖော်ပြထားပါတယ်ရှင်။ဇလန်းလေးကဒီမှနေပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။